မဟုတ်ကျွန်တော်ကလေဟိုရိုင်းတာမဟုတ်ဘူးကျွန်တော်တို့ကဟိုနိုင်ငံရေးနဲ့ပတ်သက်ရင်အရန်ရင်ကြီးခဲ့တယ်ခင်ဗျားတို့ကျွန်တော်တို့ကျွန်တော်ရေးခဲ့တဲ့2009ခုနှစ်ကနေ2012,13,14,15ထိတွားကြည့်လိုက်ခင်ဗျားတို့တွေ့လိမ့်နောက်ပိုင်းမှာဘာကြောက်ဖြစ်လာလဲဆိုတော့လေခင်ဗျားတို့ကိုပေါင်ကိုလန်ထောင်းတို့လည်းဖြစ်မှာဆိုရယ်ဒေါ်အောင်ဆန်းစုကြည်ဒီဖက်ပြုတ်မရင်ငယ်ဟိုနော် အွန်လိုင်းပေါ်တင်ပြီးတော့လူတွေကိုလိုက်ဆဲခိုင်းပြီးကျွန်တော်ပါအဆဲခံရလို့ကောင်းကောင်းမွန်မွန်တုတ်ပြန်တာမရလို့တန်ရာတန်ရာနဲ့ပဲတုတ်ပြန်ရတော့မယ်လို့ကျွန်တော်ဆုံးဖြတ်လိုက်တာဗျအရင်ကျွန်တော်အဲ့လိုမဟုတ်ဘူးဗျတို့လားကျွန်တော်ဘုရားဘာသာတယောက်ကျွန်တော်ဗြမဏအမွန်တယောက်တကယ်ပြောတာဆိုတော့လေအခုကျွန်တော်ပြောတယ်ငကျင်းစီနဲ့ငကျင်းကြော်တယ်လို့ခင်ဗျားတို့ပဲပြောတယ်လीနော်အခု तू อ่ะ 2008ခြေဦးကတရားမဝင်ပါဘူးလို့ဘာမဝင်ပါဘူးလို့ခင်ဗျားတို့ပြောနေခင်ဗျားတို့စောက်ယူတယ်2008ခြေဦးနဲ့သိန်းစိန်ကြီးကဘာပတ်ခဲ့တယ်လေ2008ခြေဦးနဲ့ဒေါ်အောင်ဆန်းစုကြည်အစိုးရဖြစ်ပြီးတဲ့အပြင်ရွေးကောက်ပွဲပါလုပ်ခဲ့တယ်လေဒါကြီးကကဘာကြီးကလက်ခံလို့ပေါ့ခင်ဗျားတို့နိုင်ငံကြီးနားမလည်ဘူးမှတ်လားနားမလည်ရင်ခင်ဗျားတို့အသေးချာစဉ်းစား Okay 2008ခြေဦးဆိုတရက်နှစ်ရက်ပစ္စည်းမဟုတ်ဘူးလေအစင်းစားကြည့် နော်တိမ့်စိန်ကြီးတကမာလုံးပတ်ခဲ့တယ်ခမရုံ2000ချီဦးနဲ့ပဲယင်ကြားစီတာလीခမရုံယင်ကြားစီပြီးဖင်ကြားတွေပွင့်ကုန်တယ်လीဟဲ့ဆောက်ရက်လည်းမရှိကြဘူးရေးထားရင်ဩဒီဘဲတလို့ရေးပြီဆိုရင်ဒီကောက်လက်နဲ့နဲ့ဒီကောက်တုတ်ပြန်ပြီဒါလို့နားလေရမှာပေါ့နိုင်ငံရေးဆိုတာမဟုတ်ဘူးလားကျွန်တော်ပြောနေတာအခုခမရုံကဘလို့ဖြစ်နေလဲဆိုတော့ က်လုံးတော့စောက်ညီပိန်ရောဘောမရောဟာဒါငါတို့ဘက်ကမဟုတ်ရင်ချလိုက်ဆဲထဲလိုက်အဒေါ်စုဗျဒါကြောင့်လေဒီဖက်ပြုတ်ဝင်းထိန်ဩစတြေးလျသွားတော့အန်နေဒီအကြောင်းနဲ့အကုန်ဖော်မယ်ဆိုပြီးထလဲရေရောဒေါ်စုလိုက်ပြီးတော့ပြန်ခေါ်တာအဲ့ဒီအိမ်ထဲမှာငါလူဂနေတိငါနဲ့အဆက်အသွယ်ရှိတယ်ကွာဘာစောက်ကြောင်းနေလဲဆိုတာငါအကုန်သိတယ်ကွာအော်ငါတို့ကညောင်မြစ်တူရင်ပုတ်တင်ဥပါပေါ်လာမယ်ဆိုပြီးတော့မပြောတော့တာ စောက်ပဝင်နေတိတ်မမြင်ကြနဲ့ကွာငါအာနာလဲလာမယူဘူးကွာငါတို့ကအရင်ထဲကလည်းတိုက်လာတယ်ဒီစစ်တပ်ဒီအာနာရှင်တွေဗရေတရစ်တွေနော်ကွန်မြူနစ်စောက်ယူတွေကိုလက်ခံတဲ့ကောင်လည်းမဟုတ်ဘူးဒါမင်းတို့အမှန်တိုင်းပြောတာဒါယူငါပြောလိုက်တယ်ဆိုတာအဲ့ဒီလေးနှစ်ခွန်ပြထမ်းဖို့ညောင်းနှစ်ပင်မှာဘယ်လိုဆွေးနွေးခဲ့လဲဆိုတော့အခြေခံတမိုင်းကြောင်းမှာရှိတယ်ဟမ်မတ်တာဖတ်တည်းရဲ့ မိမိအဲ့ဒီပုံမှာရေးထားတဲ့ဥစ္စာတွေမဟုတ်ဘူးဟုတ်ပြီလားဆိုငါဒါပဲထောက်ပြတယ်ငကျင်းစီနဲ့ငကျင်းကြော်ပါတဲ့မင်းတို့ပြောတယ်မင်းတို့က2008ကိုတရားဝင်ဘူးโอเคဒါဆိုရင် NUG အခုထောင်ထားတဲ့အလံ2008အလံတရားဝင်သလားဒါဆိုရင်ကောင်းကောင်းပြောလဲမရဘူးနည်းနည်းလေးกว่าမြင်တာလေးရေးလိုက်တာနဲ့တက်ဆဲတယ်ဟမ် ဥပဒေအထက်မှာဘယ်သူမှမရှိဘူးအေးမင်းဥပဒေအထက်မှာမင်းဒီလိုလုပ်နေဒါမင်းဥပဒေကိုမင်းချနေနေဒီလိုပြရမယ်လေကွာနိုင်ငံကြီးတမားဆိုရင်ဟာတွေးတာနဲ့တက်ဆဲတယ်ဆိုတော့ဟဲ့ mother fuck တွေရဲ့စောက်ခွက်တွေလည်းမပြရဲဘူးနိုင်ငံကြီးတမားတွေတဲ့ advice တွေတဲ့ငါတို့တသက်လုံးစောက်ခွက်မဖုံးခဲ့ဘူးဟိုးငါစတော်လှန်တဲ့အချိန်ဟိုးငါထောင်ကြတဲ့အချိန်ဟိုးငါတော်ရဲရောက်တဲ့အချိန်အကုန်လုံးငါတို့စောက်ခွက်တွေပြခဲ့တယ် မင်းတို့လက်ထက်ကြမှာကွာတိုင်းပြည်အတွက်အလုပ်လုပ်တာစောက်ခွက်တောင်မပြရဲဘူးတဲ့ဟာစောက်ချက်လည်းမရှိကြဘူးကွာအံ့ဩပါရဲ့ဘာကောင်းဒီမှန်းဖို့မသိတော့တာမင်းတို့ဟမ်မင်းတို့ NLD လက်ထက်မှာလဲငါတို့ကမဟုတ်ရင်မဟုတ်ဘူးထောက်ပြတယ်ကွာဟုတ်တယ်မလားစီးရင်စစ်ချုပ်ဒေါခင်တန်းလာရဲ့နောက်ဆုံးဖြုံးမင်းသိမ့်နဲ့အင်းနေဝင်းတို့မောင်နှမတွေနဲ့ မောင်မောင်စိုးတို့နဲ့နီလာကျော်တို့နဲ့ရဲမင်းဦးတို့နဲ့ခေါသမျှအားလုံးကငါမှရှိတယ်ဖိုင်မာတာဖတ်ဒီညောင်မြစ်တူရင် ပောက်တင်ဦးပေါ်လာမယ်ဆိုပြီးငါပြောနေတာမင်းတို့နဲ့ထောက်ရှေ့လက်မခံရင်မင်းတို့အန်ယူကြီးအလံဖြုတ်ချလိုက်မာတာဖတ်2000ရှစ်တော့လက်မခံဘူး2000ရှစ်အလံတင်ပြီးအန်ယူကြီးတဲ့မာတာဖတ် ဒါပဲကျွန်တော်ပြောမယ်ဗျာကျွန်တော်အခု office အခုပဲရောက်လို့နော်ပုံမှန်၄နှစ်ခွန်ရာရွေးကောက်ပွဲကျင်းပလို့မရဘဲနဲ့ဒီစကားစစစ်အားနာရှင်စောက်ယူတွေရွေးကောက်ပွဲကျင်းပခဲ့ရင်ပုံမှန်အရလဲတရားမဝင်ဘူးဒီရွေးကောက်ပွဲလဲတရားမဝင်ဘူးလို့ဒီလောက်ကျွန်တော်ထောက်ပြလိုက်တဲ့အချက်ကလေးတစ်ချက်လောက်တောင်နားမလဲပဲနဲ့ ဘယ်လိုစောက်ပိန်းတွေကဗမာနိုင်ငံရေးကိုဖင်ရှားကြမှာလဲလို့စတဲ့ကတရားမဝင်ပါဘူးဆိုတာအလုံးသိနေတယ်။ Okay ဗဇက်ပြောမဟုတ်ဘူး။သူ့ရဲ့2008ရွေးကောက်2008ဥပဒေအရာဒီပုံမှန်အရာကို တရားမဝင်ပါဘူးလို့ပြောတယ်ဆိုတဲ့ကဒါဟာသူတို့ပြောနေတဲ့2008အခြေခံဥပဒေအရာ ိုတရားမွင်တဲ့ဥစ္စာကြီးကိုဗျာခမ ्या တို့ဒါနိုင်ငံရေးဗျာခွဲမသားတွေရဲ့စောက်ပိန်းတွေရဲ့နော်မဆဲကျင်လို့ကြည်နေတာစာလေးပါလေးဖတ်ကြအောင်နော်ကြုံနေကြီးပဲလုံမနေနဲ့နော်စောက်တုံးနေဒေါ်ပါထွက်လာနိုင်ငံရေးကိုမြင်ဖို့ထောက်ပြခွဲမသားတွေ